ဘယ်ချိန်ဒီနေရာမတော့မသိဘူးကယ်ဆယ်ရေးရလဲဘယ်ချိန်မှလာမယ်မသိဘူးပေါ့ဗျာအဲ့လိုပြောပြီးတော့အဲ့လိုရှောက်ပြီးတော့အာနင်းနေကြအကူကြီးကြီးကူကြီးရောကြီးအမအားကြီးပြင်နေတာလို့အာသူကလည်းကြားတော့ပြန်ပြီးတော့အတန်ပေးတာ အားလုံးမင်္ဂလာပါမိုးအချန်နယ်လေးရံကြိုဆိုလိုက်ပါတယ်မိုးအခုတစ်ဆက်ပြခြင်းတဲ့ဗီဒီယိုလေးကတော့ဒီဖုံဖုံရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ဒီဖုံဖုံကပေါ့နော်စာတင်တိုက်မှာစာဖြစ်နေလို့မြင်းကလေးရံလှုပ်သွားလို့ဒီတိုက်ရဲ့အောက်ကိုပြိသွားရဲဆိုပြီးတော့ပြောလာပါတော့ဒီအောက်မှာဆိုလို့ရှိရင်တော့တန်ကလေးပါးနဲ့ပြစ်ဆုံးခဲ့ရေပေါ့နော်ဘလူတွေကြုံတွေးခဲ့ရလဲဘလူတွေရင်ဆိုင်ခဲ့ရလဲဆိုတဲ့အကြောင်းပြပြလာဖြစ်တကယ်ကမှစိတ်ဝင်စားဖို့ကောင်းတယ်ကြည့်တဲ့အမျိုးတွေလည်းဘဟုတရရအောင်ပြလဲညှောက်ဝေးလိုက်တာပဲဖြစ်ပါတယ်ဒီတန်ကငါးပါးကဘလူတွေစီးလုံးညှို့လို့အပြင်ကိုရောက်ခဲ့လဲဆိုတဲ့အကြောင်းပြပြလာတကယ်ကမှလည်းကြည်နူးစရာကောင်းတယ်ပေါ့နော်ကြည့်တဲ့အမျိုးတွေလည်းဘဟု ဦးသူတလည်းရမယ်သင်ကန်းစာလည်းရစီမယ်ဗီဒီယိုလေးတစ်ပုံပဲဖြစ်ပါတယ်မိုးဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ကပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စချက်ကလေးတွေကိုလည်းဗီဒီယိုလေးအောင်မှာ comment လေးတွေကြည့်ပြီးတော့ရပါရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်ဦးစင်းဘွဲတော်လေးဒီချက်လောက်မင်းကြပေးပါအောင်ဗျာရောဦးနန်းတော်မှာနားပါဗျာမစုံရင်တိုက်တင်ကပါဗျာဟာဆောင်ဝဲဖြည့်စင်တုန်းကကုလသိန်းဘိမ့်မှာမှာဖြည့်ရလို့ကြားသိရပါတယ်ဗျာဟုတ်ပါဗျာအဲ့တော့ပြကြတဲ့ထဲပါတယ်လို့လည်းကြားသိရပါတယ်ဗျာအဲ့အခြေအနေလေးတစ်ချက်ကို မေ့ကြပေးပါဦးခင်ဗျာဟုတ်ပါဗျာပြီးတော့တိုးချဲ့ဆောင်ဆောင်နဲ့တတိယထက်မှာဖြည့်တာပါဗျာဖြည့်နေစဉ်အတွင်းပြီးတော့မလင်းလှုပ်တာတအားကျန်းတာကိုမကျန်းတာဦးထင်ပြီးတော့ဒါကဝင်လိုက်တာပါဗျာဝင်လိုက်တဲ့အချိန်ဘုံဘုံလေးဝင်ပြီးခေါင်းကိုသင်္ကန်းချုံပြီးတော့ဝင်လိုက်တာပါဗျာအဲဝင်လိုက်ဝင်ပြီးတော့တအားကျန်းတဲ့အချိန်ကျတော့ဒါကလည်းပြိုကျသွားတာပါဗျာအောက်ပဲရောက်သွားမှမသိဘူးပြီးတော့မှအောက်ရောက်တော့ပြီးတော့တော့ဘေးမှာလည်းအဖော်၄ပါးနဲ့ပါပါတယ်ဗျာအလုံးပေါင်း၅ပါး လိပင်ပြီးနေပါတယ်ခင်ဗျာစလိပင်ပြီးရဆိုပေမဲ့လည်းကြောက်ထုတ်တိုင်တွေခံထားကြောက်ထုတ်တိုင်၃တိုင်ကဘေးကနှစ်တိုင်အစွန်ကတစ်တိုင်ခံထားတဲ့အတွက်ကြောင့်အဲ့ကြောက်ထုတ်တိုင်တွေခံထားတာစလိပင်ကြီးအောက်မှာငါးပါးပိတ်မိနေပါတယ်ခင်ဗျာငါးပါးပိတ်မိနေတာဒီဘက်အစွန်ကကြောက်ထုတ်တိုင်ကြီးအောက်မှာတပည့်တော်တို့ခွဲနေရတယ်ဗျာဥတော်ဗနာဆိုတာသူကလက်ကြီးပြီးနေတယ်ခင်ဗျာ now ကျန်တဲ့တပါးကတော့ဥနန္ဒမာလာသူကတော့ခြေတော့ခြေတော့ကိုအဲနောက်ကခံနေရမှရှိတော့သူကစလစ်ပြင်းနေရမ်းမိတယ်လားမသိခြေတော့ကျိုးတယ်လို့ပြောတယ်ဆင်းရုံရောက်တော့မှမကျိုးသူခြေတော့အစစ်သူအစစ်လဲလွှဲသွားတယ်ပြောတယ်တပီတော်ကတော့အဲကြာပြုတ်ကြကြခြင်းဘယ်ရောက်သွားမှမသိဘူးဗျာအဲနောက်ပိုင်းညမှာအဖော်လေးပါတွေ့တယ်ဖော်လေးပါဖော်လေးပါတွေ့တော့၅ပါဆိုနည်းနည်းအားရှိတယ်အားရှိတဲ့အချိန်မှာအောက်ရောက်တော့ကြတော့ အာဦးဇင်းတို့ဝိတော်တိုင်တွန်းတာဦးဇင်းတို့ဘုရားတရဏဂုံများများတင်ဖုရားဘုရားကုံတရားကုံတန်ခါကုံများများရွတ်ဖုရားလို့တန်ဖို့တွေပူရအကိုရွတ်ကြဖုရားလို့တပည့်တော်တို့ကတည်ဖို့ရကန်းတို့များတယ်ဖုရားလို့ငင်းလင်းရတယ်မပြီးသေးဘူးဖုရားအဲ့ဒီပြိုကြတဲ့အဆောင်ကြီးကလည်းအချိန်တည်းနဲ့ပြိုကြသွားဆိုတော့နောက်ထပ်နှစ်ချိန်လှုပ်တဲ့အချိန်မှာအိုက်အောက်မှာပြီးနေတယ်အာဟိုကုန်တရဏဂုံတင်ကြပါတရားကုန်တရားကုန်ငါးကုန်များများရွတ်ပြတော့အကြရွိုင်းရွတ်ကြတာဝိုင်းလည်းရွတ်အခုညီလည်းတော့ ိုင်းလေယုတ်ကြီးလေတော့ကြာကြီးပေါ့ဗျာ။ဓာရီဝက်လောက်ကြာတော့ရေတွေငတ်ရေတွေငတ်တော့အာကောင်တွေ၆မြေရေတွေငတ်လာတော့တပည့်တော်တို့အောက်မှာကံကောင်းရင်တော့ဝေထားတဲ့ရေတံဘူးတွေရဲ့ချွေဘူးတွေရောက်နေအောင်ပေါ့ဗျာ။အဲအားလေးဖောက်အောင်ပြီးတော့တပည့်တော်ကြိုင်းတော့သူတို့လည်းကြိုင်းတိုက်အာနည်းနည်းဒီတောက်ကြအောင်ဆိုပြီးတော့ဘယ်ချိန်ဒီနေရာမှတော့မသိဘူးကယ်ဆယ်ရေးရလဲဘယ်ချိန်မှလာမယ်မသိဘူးပေါ့ဗျာ။အဲ့လိုပြောပြီးတော့အဲ့လိုရှောက်ပြီးတော့အာနင်းနေကြ။တဏ္ဍာရီလောက်ကြာတော့အတန်ချရတာအဲ့အူကြီးရံနေ ကြတော့အာကူကြီးရေကူကြီးရောဒီအမအများကြီးပြနေတာဆိုအဲသူကလည်းကြတော့ပြန်ပြီးတော့အတန်ပေးတာပေါ့အဲကြအတန်ကြတော့အားရှိတော့ဗျာအားရှိတော့အဲ့တော့အာဒီအမအများကြီးပြနေတာဝိုင်းကူကြီးရောဆိုတော့အာတမတမနဲ့ဒကာကြီးမလို့ဒကာကြီးဒကာကြီးနဲ့အော်တာပေါ့ဗျာအဲ့ဒါသူကကူကြီးရေရောက်လာမှသူကခါပြန်သွားခေါ်တော့ဥသိဖြစ်နေတာဒီလိုနဲ့သူကလည်းစာတင်သားဟိုစာဖြစ်တန်ကားတွေပဲဗျာတဲ့မပြီးတဲ့တန်ကားတွေဝိုင်းပြီးတော့ဟိုကူကြီးကူကြီးနဲ့တော့ကူကြီးတာဗျာတဲ့ဖဲသိမ်းတာတွေဖဲနေတာဗျာ ထက်လွယ်နေပြီးတော့လည်းကြောက်တော့ပြေးရတာဗျာတဲ့အဲ့လိုပြောတယ်။ဟာတမတမလို့ကိုယ့်အနေရကိုလည်းရှောင်ပါဖျားလို့အဲတပည့်တော်တို့လေကုညီးတွေလာပြုံးပြုံးဖျားလို့တပည့်တော်တို့ဒီအောက်မှာပြိနေအများကြီးပဲဖျားလို့အဲ့လိုပြောလိုက်တာအဲ့ဒါနဲ့သူကပျောက်သွားပြီးတော့တနားကြီးလောက်ဝင်ကြတယ်ကုညီးတွေကလာမှတခါပြန်လာတော့ခဏကုညီးတွေနဲ့လာတဲ့အချိန်ကယ်ဆယ်ရေးဖွဲ့နေလာတော့ပေါင်သူတွေနဲ့ထုတာပေါ့ဗျာဘာတွေထုနေဘယ်နာအထုနေမှန်းတော့သူအကျယ်ကြီးတွေကြားတာတပည့်တော်တို့က အဲ့အော်တရနေအုံးအုံးလို့အာရံမထူနဲ့တကားကြီးတွေရံမထူနဲ့အောက်မှာတန်ကားတွေရှိတယ်အကုန်ပြီးသေးကုန်လိမ့်မယ်လို့ဟောပါသေးတာပေါ့ဗျာတော်ရင်ကြာအကုန်ပြိုကြပြီးသေးကုန်ပါဆိုလို့အဲ့လိုလည်းပြောပါသေးတာဦးတော့အကုန်ညီတော့ရတာပေါ့အဲတော်ရင်ကြာမတော်ရိုက်ထုံးပြီလို့အကုန်ပြီးသေးကုန်ပါဆိုလို့လည်းဟောပါသေးတာပေါ့အဲအားပြောတာခဏနေတော့အကူညီဖွယ်တရပဲဦးသေးတပါဟွာနောက်တနေ့နေငလေးရလဲလောင်းမယ်တဲ့ဗျာတဲ့အဲ့နဲ့တပြိုးတော့လည်းကြောက်ကြောက်လုံနေရတာဆိုတော့အဲ့ကြောင့်အဲ့ကြောင့်ပါဦးလို့ တပည့်တော်တို့အကူကြီးဆောင်နေတပည့်တော်တို့ပြိနေတဲ့ကြောက်ဆုံးကြီးရလဲဆလင်းပြင်းရလဲအကြီးပဲအဲလွတ်ဖို့ကမလွယ်ဘူးကိုယ့်အကိုရုံးပြီးထွက်ကြမယ်ဆိုတော့ဒီတော့ပြောပြီးတော့အာတမတမဖះရတယ်ကျန်တဲ့ဦးလေးနေရတယ်ရတယ်ဖះရတယ်အဲဦးလေးကအပေါင်းနဲ့နီးရဆိုအပေါင်းလေးကချင်းချင်းလေးဖះတခွာလောက်လေးအဲလေဦးလေးကရှေ့တိုးလိုက်ရင်နည်းနည်းလေးတိုးလိုက်ရောက်လာပေါ့အဲတော့အာတမတမလွတ်ဖះရတယ်ရှေ့တိုးလိုက်တိုးလိုက်တယ်အဲခုံလေးကပိတ်နေဖះစားပြေခုံလေးကပိတ်နေနှစ်ခုံလောက်ကစားပြေခုံလေးကဘေးဘေးကိုဒီတော့နေတဲ့ဘက်ကိုနည်းနည်းတိုးပြီးတော့ရှေ့တိုးလိုက်တယ် တိုးလိုက်တဲ့ချိန်ပေါက်ရောက်တော့ပေါက်ကလည်းတထမလောက်ဆိုလူထွက်မရထွက်မရတော့တမီးတို့ကလည်းအကူကြီးထတ်တောင်းကိုပဲကြီးချုပ်ပြီးတော့ရမ်းပြတာပေါ့ခင်ဗျာလက်ထုတ်ပြီးရမ်းပြတော့ဘေးကလည်းစကြောင်းထုံတိုင်းကြီးကကြောင်းထုံတိုင်းကြီးကအပေါက်ကကျော်သွားတော့ဟိုဘက်ကစနစ်ပြင်ဟိုနန်ရန်ကြီးကကားနေတာပေါ့ဗျာအဆောင်နန်ရန်ကြီးကကျုပ်ပဲ့နေတဲ့နန်ရန်ကြီးကကားနေတော့တမီးတို့ကမမြင်ဘူးတမီးတို့ကလည်းအပြင်ကိုမမြင်ဘူးအပြင်ကလူတွေလည်းတမီးတို့ကမမြင်ဟိုအတန်တော့ကြားနေရတော့ဗျာအားတော့ရှိရောအတန်ကြားအားနဲ့ တပည့်တော်ကဒီတိုင်းဆိုထွက်မရဘူးဦးရင်တို့အပေါက်ကကျဉ်းချင်းလေးလို့တပည့်တော်ပိတ်မိနေတယ်လေးပါအောင်ပြောတော့အာဦးရင်နဲ့ဦးရင်ကခနာကိုကြီးလို့လာတယ်တပည့်တော်ပိတ်နေတယ်တပည့်တော်ရင်ထွက်မဲတယ်အဲအထဲထဲကတပားမရအောင်ဖရားလို့ကျဉ်းချင်းလေးလို့ဦးရင်လည်းထွက်မရဘူးဖရားတော့အဲနဲ့ဒီတိုင်းဆိုတော့မရဘူးဆိုကြံမိပါအောက်မှာလည်းခဲချိုးခဲကြီးတွေအများကြီးဆိုတော့ခနာပိတ်မိနေတဲ့ကြောင်းထုံးတိုင်းကြီးကလည်းစနစ်ပြင်းကြောင်းထုံးတိုင်းကြီးကလည်းအကြီးကြီးနဲ့သူကညိုကြတဲ့ဓာတ်ကြောင့်ဧည့်နေပါဘူးအဲဧည့်နေတဲ့အချိန်ဧည့်အယူ မိတော်ကြံမိသွားတာအဲအောက်ကခဲကြီးတွေကလည်းပေါက်ယူပြီးသားလေးနည်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 းထုထုပြီးဖဲ့ချအပြင်ကိုဖဲ့ချနည်းနည်းနည်းထုဖဲ့ချဖဲ့ချဖဲ့ချအမြင်မြန်ထုဖဲ့ချပြီးဟိုဘက်ထုလိုက်ဒီဘက်ထုလိုက်ဖဲ့ချပြီးတော့အပေါင်းကကျဲသွားတော့ခေါင်းဖတ်ပြီးတော့ခေါင်းတော်ထွက်လို့ရတယ်ခဏကတော့မဆန့်သေးဘူးပေါ့ခေါင်းထွက်လို့ရတော့ကြီးလိုက်တဲ့အချိန်ဒီဘက်ကိုကြီးလိုက်တဲ့အချိန်နန်းရန်အကြောထုစလစ်ပြင်ရနေဒီဘက်ထွက်လိုက်ရင်အထွက်တဲ့ပတ်ရောက်နန်းရန်ကြီးကလည်းရှားတယ်ကချင်းချင်းလေးပေါ့ဗျာဘူးဘူးသားလားဒီဘက်ကိုအပေါ်တက်သွားလို့ရှင်စလစ်ပြင်ကိုအပေါ်ရောက်တော့ အဲ့ဒါနဲ့အောင်ရှင်ကိုထွက်လို့ရတော့ပါဗျာလို့ဒီဘက်တော့ထွက်ပေါက်ရှိရတယ်သူကကျန်တဲ့ဦးသိန်းနဲ့လည်းအားပေးပြီအားအရဆိုမြင်မြန်ထုတ်ပြရတယ်မြင်မြန်လို့မြင်မြန်လို့ဒါနဲ့ထပ်ထုတ်မြင်မြန်ထုတ်ဖက်ချမြင်မြန်ထုတ်ဖက်ချတယ်အဲ့တော်တော်ကြာကြာထုတ်လိုက်တော့အပေါက်ကရှဲသွားပြီးတော့ထွက်လို့ရပြီဆိုပြီးတော့ကျန်တဲ့ဦးသိန်းနဲ့လည်းပြောပြီးတော့တပည့်တော်ကခန္ဓာကိုယ်ကကုန်းကုန်းလေးနေရတာဆိုအဲ့ခေါင်းနဲ့ခြေထောက်နဲ့ပြန်လှည့်ပြီးခြေထောက်ကနေရင်ဆင်းချလိုက်တာပေါ့ဗျခြေထောက်ကနေရင်ဆင်းချလိုက်တော့ရှော့ချလိုက်တာလူဟွာလောက်ရင်ဘက်လောက်ထိမြင့်တယ်ဗျအောက်ရောက်ဘူးအာရှော့ချလိုက်တော့ပြောတော့ အဲ့တော့တောက်ခဲတွေခဲတွေနဲ့ဘိုက်တွေတော့ချစ်မိအောင်အဲ့အားနဲ့ကျွန်တော်ဥစဉ်တွေလက်တန်းထွက်လာတာဒီလိုတော့ငါးပါးပိတ်မိနေတာလေးပါးကတော့တန်းထွက်လာတယ်ဟုတ်တစ်ပါးကတော့ကျန်ခဲ့တာဟောလက်ပြီးနေတဲ့ဥစဉ်ဥတော်ဗနာဆိုကျန်ခဲ့တာသူကဟွာကြောက်ထုတ်တိုင်းနဲ့လက်ကြီးပြီးနေတာဘယ်ပဲလက်အဲ့တော့သူလည်းအားငယ်မှဆိုလို့အားပေးခဲ့ရပြီဟုတ်ဗျာတစ်ပါးလဲဆိုတော့ဟိုညာစိတ်အားငယ်နေမှဆိုဥစဉ်အားမငယ်နေဥစဉ်ကိုဒီလိုတော့ကကိုလိုယုံပြီးပြစ်ထားခဲ့ရမှာဟုတ်ဗျာဒီလိုတော့ကိုကြီးရင်ကိုခေါ်ပြီးဥစဉ်ဒီနောက်မှာရှိတယ် အဲလက်နေပြနေတယ်ခြေောက်ပြနေတယ်ဥသိင်းနေတယ်ဘက်မှာရှိတယ်ဥနီးလေးတွေလွတ်လာပြန်ခင်ဗျာဆိုပြီးတော့မိတော်တို့ကအဲ့လိုမျိုးပြီးထွက်သွားထွက်သွားတဲ့အချိန်တော့ကြာအားငယ်ပြီးပြန်နေခဲ့မှာဆိုလို့အဲ့ဒီထွက်သွားပြီးတော့ဥနီးလေးတွေလည်းတကယ်မျိုးလိုက်ပါတယ်ကြောပြီးတော့တန်းပြီးသွားကူညီကြတာပဲဒါပေမဲ့ပြနေတဲ့စနစ်ပြင်းကြီးအကြီးဆိုတော့မကင်နိုင်ဘူးနောက်ရက်ကျမှတရေကျော်မှညတညအဲ့ဒီနောက်ရက်ညနေလောက်မှသူ idea ကနေထွက်လာနိုင်တာလို့ပြောတယ်ခင်ဗျာအဲ့ဒါမိတော်တို့ခွဲရ၅ဘာလုံးလွတ်ပါတယ်ခင်ဗျာ ပြည်နေတဲ့၅ပါးတပါးကတော့လက်ဖြတ်လိုက်ရပါတယ်ခင်ဗျာ။တင်ခုလိုပိတ်မိတဲ့အနေထားမှာဥစဉ်မှာဗားတန်ရာလေးရပြီးတော့အဲ့ဒီပိတ်မိတာဘယ်နှစ်နာရီလောက်ကြာခဲ့လဲခင်ဗျာ။ပြီးတော့ပြုတ်ကြတဲ့ထန်ကြောင့်ပေါက်ကဆလစ်ပြင်းနေရိုင်းမိတာထင်တယ်ခင်ဗျာ။ခေါင်းကသင်္ကန်းနဲ့အုတ်ကြီးလက်ကတည်းကလုံးထားဆိုတော့ပေါက်ကဆလစ်ပြင်းနေရိုင်းမိတာထင်တယ်။ဒီနှစ်ဘူးကအကြီးရောင်းပြီးတော့ဒီမျက်ကွင်းကြီးကလည်းညူမဲနှာခေါင်းသွေးဒီဘက်တစ်ချမ်းကဒီဘက်တစ်ချမ်းနှာခေါင်းသွေးယူဒီမျက်နှာတစ်ချမ်းကလည်း ထုံလေးထိုးထားတယ်လို့ဟိုဟာ3-4ရက်လောက်ဒီမားထင်းနေတာပေါ့ခင်ဗျာအကင်ကင်မန်းတော့တိတော့တိရမားထင်းနေတာပေါ့ခင်ဗျာအဲ့ထန်းကားတွေရခဲ့ပါတယ်ခင်ဗျာဒီမျိုးမဲပြီးတော့တခုကြီးကြောင်းတာလည်း3ရက်လောက်နေတော့ဆေးရုံရောက်တော့ပျောက်သွားပါတယ်ခင်ဗျာအဲဆေးရုံရောက်တော့တပည့်တော်ဓမ္မန်ရိုက်တော့မူမူပြီးတော့ကောင်းမူမူပြီးတော့အန်းနေလို့ဆိုပြီးဆေးရုံသွားပြီးတော့ဓမ္မန်ရိုက်တဲ့အချိန်ကျဥက္ကုံကဥက္ကုံကဧည့်နေတယ်လို့ပြောပါတယ်ခင်ဗျာဥက္ကုံကဧည့်နေတာလို့ပြောပြီးမဲ့အဲသူတို့ကသူတင်ရတဲ့ ပြုတ်ကြပြီးတော့48နာရီကြောကြာသွားပြီတဲ့48နာရီဆိုနှစ်ရက်ပေါ့48နာရီကြောကြာသွားတော့ဥပင်းကြီးကြီးမားမားတော့မဟုတ်တော့ဘူးလို့ဆိုရင်ညမလို့ပါဘူးခင်ဗျားအဲ့ဒီလိုညမလို့ပါဘူးဆိုတော့ဒီလိုဆေးရုံကို၄ရက်လောက်ကြာပြီးတော့၄ရက်လောက်ကြာတက်ပြီးတော့အဲဆိုဆင်းလို့ရရင်ဆင်းရင်လည်းလို့ပြောပြီးတော့အဲဆင်းလို့ရပါတယ်ခင်ဗျားတဲ့တကယ်လို့မူးကအန္တရာယ်ဖြစ်ရင်လည်းချက်ချင်းဆေးရုံကိုပြေးခဲ့ပါခင်ဗျားတဲ့မိကြဆေးရုံကိုလည်းပြေးပါခင်ဗျားတဲ့အန္တရာယ်ရှိပါတယ်ခင်ဗျားလို့အဲ့လိုမှားလိုက်ဆေးရုံလည်းအဲ့လိုမူး မူးတာတွေမိုက်တာတွေဖြစ်မှာဆိုလို့ဆေးကိုလည်း၃ရက်စာမေးလိုက်ပါတယ်ခင်ဗျာအဲဆေး၃ရက်စာမေးပြီးတော့အဲဆင်းလို့ရပြီးတော့ဒီလိုကဆေးုံ၄ရက်ကြာပြီးတော့ဆင်းလာပါတယ်ခင်ဗျာအဲပိတ်မိနေတယ်ကြာတာတော့ဒီလိုတော့ကစနေစနေနိုင်55မိနစ်လောက်ကနေဖြစ်လာတော့ဒီလိုတော့၃နာရီခွဲလောက်မှထွက်နိုင်တာခင်ဗျာအဲဘုရားကိုထုပြီးတော့ခဏထုပြီးတော့ထွက်လာတာလည်း၃နာရီလောက်မှထူရတော့နာရီဘယ်လောက်ထူကြကြတယ်ဆိုတော့၃ခွဲလောက်မှအမြင်ရောက်ပါတယ်ခင်ဗျာ အဲ့တော့ပိတ်မိတာနှစ်နာရီဝင်လောက်ကြာပါတယ်ခင်ဗျာတမပါဗျာနှစ်နာရီဝင်လောက်ကြာတယ်ခင်ဗျာတမပါဗျာခုလိုဖြည့်ချပေးတာကိုသူကျေးဇူးတင်ပါတယ်ခင်ဗျာတမပါဗျာ မွေးဗီဒီယိုလေးကိုစုံလေးလေးပဲကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီဖုံဖုံပြပြသွားပြီးတော်တော်လေးကိုမပီတိဖြစ်စရာကောင်းတယ်ပေါ့နော်။ဒီတန်ငါငါးပါးဘယ်လောက်ထိညင်ညွတ်လဲဆိုတဲ့အကြောင်းကိုပြပြလာစိတ်မကောင်းဖြစ်ရပေမဲ့တော်တော်လေးလည်းပီတိဖြစ်ရပါပေါ့နော်။ချစ်တဲ့အမျိုးကြီးလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေကိုဗီဒီယိုလေးရအောင်မကော့မန့်လေးရေးပြလို့ရပါရဲ့ရှင်။မွေးဗီဒီယိုလေးကိုစုံလေးလေးပဲကြည့်ရှုပြီးအမျိုးကြီးအားလုံးဘေးရနေပေါင်းခရှင်ပါစေလို့ဆုတောင်းလိုက်ပါရဲ့ရှင်။နောက်ထပ်လည်းမိုးဆက်လေးတစ်တင်းနေဘဟုတရရဆရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့။မွေး channel လေးကိုလည်း subscribe နဲ့တော်ဖို့တောင်းဆိုပါရဲ့ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တတား။